ပရိသေကလည်းပဲတဘဝမှာတစ်ခါပဲရတာမဟုတ်ဘူးတဘဝဆိုတာတဘဝတစ်ခုမှာပရိသေတစ်ခါတည်းရတာမဟုတ်ဘူးတဘဝတစ်ခုမှာပရိသေတွေကိုမကြီးနိုင်အောင်ရတယ်နော်ဘာဖြစ်လို့တုန်းဆိုလို့ရှင်ဆိုကြပါစို့အဖေါ်ကောင်းလို့မလို့လာပါကွာငါနဲ့အတူလိုက်ခိုးလိုက်ကြပါဦးစို့မင်းအောက်ကနေစောင့်ပေါ့ငါတက်ခိုးပါမယ်ဟုတ်ဘူးအာငါမခိုးဘူးဘူးဟာပေါ့လာပါနဲ့နင်းကဘာမှမလုပ်ရပါဘူးမင်းအောက်ကနေစောင့်ရုံပါပဲပေါ့ဒါနဲ့ခေါ်သွားလိုက်ကွာ လိုက်သွားဆိုခိုးခဲ့ကြပြီသွားတော့လေဒါအတူတူခိုးတာဟုတ်ခိုးလဲပြီးရောဘာဖြစ်လဲခိုးသောအောင်သူခိုးသောကံရဲ့အကျိုးဝိဘက်သူမကြပြီလားဗျာကြမှာနော်အဲ့လိုစီခိုးရတာလည်းမချိုးပါလားဆိုတဲ့ဟာမျိုးကလေး ਨੇ သူကပဋိဒိရေကတော့တီးသွားပြီလို့ဒီလိုပြောမှာနော်သခိုးပဋိဒိရေလေးတီးတီးသွားပြီနော်အင်းကဲကြည့်တာအစဆုံးစိတ်မှဒီပဋိဒိရေမဟုတ်ဘူးနော် နောက်ပိုင်းမှာပြစ်နေတဲ့စိတ်တွေလဲဇောတစ်ခုခုသောတိုင်းဇောတစ်ခုခုသောရတိုင်းအဲ့ဒီဇောနောဟောကံတစ်ခုခုပြည့်ရတိုင်းလို့ပြောအောင်မအရာစကားနဲ့ဆိုတော့ဘာလို့ဆိုဇောတစ်ခုခုဆိုလို့ကျင်ဒီသာသမားပေသမားနဲ့ပဲညီစနေပါမယ်နော်အရက်လို့ပြောမယ်ဆိုရင်တော့ကံတစ်ခုခုပြည့်ရတိုင်းကံတစ်ခုခုပြည့်ရတိုင်းဒီကံကိုဘဝလို့ပြောတာလေတဲမတိတတ်ကြဘူးကြာဘဝလို့ပြောလိုက်ရင်ကိုပဲအကောင်တစ်ကောင်လုံးကိုဘဝတင်တာဗျာမွေးရနေသေးအတွင်းတစ်ကောင်လုံးကိုဘဝလို့တင်တာ တကယ်တိုင်းသာသနာတော်ကပြောတာကတော့ဘဝဆိုတာဟာတန်သောတစ်ခုခုတော်လိုက်တာကိုဘဝလို့ပြောတာနော်အဲ့ဒါလို့ဆိုတော့အဲ့ဒီလိုမျိုးလိုဘဝတစ်ခုဖြစ်လိုက်တိုင်းကံဇောတစ်ခုသောလိုက်တိုင်းအဲ့ဒီကံဇောနဲ့အတူဖြစ်တဲ့နောက်စိတ်ကိုအကျိုးစိတ်ကိုဒါဘာပြောလဲဆိုတော့ပဋိသေတ္တိစိတ်ကိုပြောတာအဲ့တော့တရားတစ်ကောင်မှာပဋိသေတ္တိကခါပေါင်းများစွာတည်တယ်လို့ဒီသာသနာတော်စကားနဲ့ဒီလိုပြောရမယ်ကြာနော်အဲ့တော့အဲ့ဒီလိုပဋိသေတ္တိတွေက အကျိုးဝိဘက်စိတ်တိုင်းအကျိုးဝိဘက်စိတ်တိုင်းကိုဗတိတ္တိစိတ်ပြောတာဗျာဟုတ်ပြီနော်ဆိုကြပါစို့ဦးမျိုးမြဦးမျိုးမြရဲ့သားကြီးကိုသူမိမမရခင်ကသာသားလို့ပြောရတာသူမိမကနေသူ့ယောက်ျားလို့တော်သွားတဲ့ခါကျသားမဟုတ်တော့ဘူးလို့ပြောလို့ဖြစ်ပါမလားဟုတ်ဖြစ်ဦးနော်သူမိမရပြီလို့သူမိမကနေဒါသူ့ယောက်ျားပါလို့ဆိုလဲဦးမျိုးမြဘက်ကနေရတော့သားပဲဟုတ်တယ်မလားအဲ့တော့ဒီကလေးမှာ ဆိုလိုတာကတော့တားကိစ္စလည်းရှိတယ်လို့လင်ကိစ္စလည်းသူရှိတယ်လို့သူပြောမှာပါနော်သူမိမရဲ့လင်ကိုသူဟုတ်တယ်မလားအဲအဲ့လိုမျိုးလို့ပဲခုနကပြောခဲ့တဲ့ဗတိတ္တရိစိတ်ကလေးကိုပဲသူပြီးခဲ့တဲ့သူ့ကိုချင်းပေးလိုက်တဲ့ကံဘဝဟုတ်လားသူ့ကိုချင်းပေးလိုက်တဲ့ကံဘဝလို့သူကနေပြီးနောက်ထပ်ကံဘဝကိုဖြစ်ပြီးအောင်မှာကိုဗျာနော်အဲ့လိုဖြစ်စီအောင်မှာဖြစ်တဲ့အတွက်ဒီဘဝနှစ်ခုကိုသူကနေပြီးတော့အပြောက်အပြက်မရှိအောင် ဈာရရနေပြီးတော့စက်ပေးတဲ့အရာဖြစ်တဲ့အတွက်ဘဝနှစ်ခုကိုဈာရရနေပြီးတော့စက်ပေးတဲ့အရာဖြစ်တဲ့အတွက်သူ့ကိုပဋိဒိဋ္ဌိလို့ခေါ်ရတယ်လို့အဲဒီလိုခေါ်ရတယ်လို့တကယ်ကြတော့သူဟာဒီကိစ္စတာရှိတာလားလို့မေးတော့သူဘဝရဲ့အစိတ်အပိုင်းသဘောမျိုးဖြစ်မနေဘူးလားဗျာဖြစ်တယ်ဘာလို့လဲဆိုဘဝကကိလေသာကြောင့်ကံဖြစ်တာကိုဘဝပြောရတာမဟုတ်လားဗျာ ောက်တခါဒီကံကနေပြီးတော့လည်းပဲဒီတိုင်းတိုင်းညီကုန်းထုတ်သွားတာမှမဟုတ်ပဲဝိဘက်ဖြစ်နေတာလည်းပဲရောက်ရသေးတာမဟုတ်လားဗျာအဲ့တော့ပြောမယ်ဆိုရင်ဘဝတစ်ခုမှာကိလေသာရဲ့သူ့ရဲ့ဏိဒံဖြစ်တဲ့ကိလေသာရဲ့သူ့ရဲ့ညီကုန်းဖြစ်တဲ့ဒီဝိဘက်ရဲ့ဆိုပြီးတော့အချမ်းရံကလေးနဲ့ရှိနေတာမဟုတ်လားဗျာအချမ်းရံကလေးနဲ့ရှိနေတာဆိုတော့ကဲဒါဟာရောဘဝအင်ကဘဝရဲ့အစိတ်အပိုင်းကလေးလို့မပြောတတ်ပြီဘူးလားဗျာကျေးဇူးခုနကပြောသလိုမျိုးစည်းကလေးလို့ပဲပြောပြော ်အဲသစ္စည်းကလေးလိုပဲပြောပြောဟုတ်တယ်မလားဗျာအမျိုးမျိုးနာမည်ပြောလို့ရတယ်လို့သူဟာဘဝရဲ့အစိတ်ပိုင်းကလေးလို့ဒီဝိညာဉ်ကလေးကိုပေါ့ဗျာစေနာကံဘဝကချင်းခဲ့တဲ့စေနာကံဘဝရဲ့အကျိုးဝိပက်ဖြစ်တဲ့ဒီဝိညာဉ်ကလေးကိုဒါဘဝရဲ့အစိတ်ပိုင်းကလေးလို့ပြောထိုက်တာပေါ့နော်ဘာလို့လို့ပြောထိုက်တယ်လဲလို့ဆိုရင်ဒီဝိညာဉ်ကလေးကိုပြန်စိုက်လိုက်လို့ပေါက်လာမှာကလည်းပဲဘဝလေးပဲပြန်ပေါက်မှာပေါ့ဗျာ အဲ့လိုဆိုတော့ဘဝကြီးမဖြစ်သေးပေမဲ့လို့ဘဝရဲ့အစိတ်အပိုင်းကလေးလို့တော့မပြောတတ်ဒီနှမျိုးနှစ်သာရှိနေတည်းဒီဒီကနေ့ကတော့သိနေတယ်နော်သာသနာတော်ကတော့ဝင်စိတ်ရဲ့ပရိသေရဲ့စိတ်ရဲ့လို့ဒါတိစ္ဆာအချင်းနှမျိုးခေါ်ပေမဲ့လို့စိတ်သားကတော့တခုတည်းပဲမဟုတ်လားဗျာအဲ့ဒီစိတ်သားကဘယ်သူတုံးလို့နေတော့ခုနတံဘဝလို့ခေါ်တဲ့စေဒနာရဲ့အကျိုးဝိညာဉ်ဟုတ်လားဒီကျိုးဝိညာဉ်ကလေးကနောက်ထပ်ကံဘဝလို့ဆိုရဲ အရာတစ်ခုကိုထပ်ဖြစ်စေတာဖြစ်တဲ့အတွက်သူတို့နှစ်ခုကြားထဲမှာစက်သေးတယ်လို့ဖြစ်လို့ဗတိတ္တရေလို့သူ့ကိုနာမည်ခေါ်တယ်လို့ဒီဟာကလေးကလည်းဘဝရဲ့အစိတ် အပိုင်းကလေးဖြစ်နေတဲ့အတွက်လည်းပဲသူ့ဘဝင်းသားလေးလည်းခေါ်တယ်နော်ဒီဝိညာဉ်စိတ်ကလေးတစ်ခုတည်းကိုပဲအဲ့တခုဖြစ်ပြီးမှတခုထုတ်ပြီးပြောရမှာမဟုတ်နော်ဒီစိတ်ကလေးတခုတည်းကိုပဲပဋိပဒေလည်းခေါ်နိုင်တယ်ဒီစိတ်ကလေးတခုတည်းကိုပဲဘဝင်လို့လည်းခေါ်နိုင်တယ်ဟောဒီလိုပြောမယ်နော်ဟုတ်လားအမှန်ကတော့ဒီအခါက ဒီလောကကတိနေတာကတော့ပရိသေစိတ်နဲ့ဘဝင်စိတ်ဟာစိတ်အမျိုးအစားချင်းတူပေမဲ့စိတ်သားချင်းမတူဘူးเนาะဟုတ်ပရိသေစိတ်အခိုက်တုံးကတော့ပရိသေကိစ္စပဲတူတတ်တယ်လို့ဒီလိုမျိုးထင်တာမဟုတ်လားဗျာအဲသူဒီစိတ်ဘဝင်စိတ်အခိုက်ရောက်တဲ့အခါဖြစ်တဲ့စိတ်ကမှသူဒီစိတ်ဘဝင်စိတ်ဒီလိုလိုပြောတာမဟုတ်လားအဲ့တော့ဘဝင်ကိစ္စတတ်နေခိုက်မှာပရိသေကိစ္စမတတ်ဘူးเนาะကြေးခါကတော့เนาะ ဝင်ကိစ္စတတ်နေခိုက်မှာပဋိသန္ဓေကိစ္စမတတ်ဘူးပဋိသန္ဓေကိစ္စတတ်နေခိုက်မှာလဲဩဝင်ကိစ္စမတတ်ဘူးနော်အခုကြုံပြောနေတာကတော့ပဋိသန္ဓေကိစ္စတတ်နေခိုက်ခိုက်မှာလဲဝင်ကိစ္စတတ်နေတာပဲမဟုတ်လားနော်ဆိုတော့ဘာလို့ဦးမျိုးမြင့်ရဲ့သားကြီးကိုဦးမျိုးမြင့်ကသားဆိုပြီးတော့ကိစ္စတတ်နေခိုက်လဲသူမိမကနေတော့လင်းဆိုတဲ့ကိစ္စတတ်နေတာပဲမဟုတ်လားဗျာနော်အဲ့တော့လင်းဖြစ်နေတဲ့အခိုက်မှာသားမဟုတ်ဘူးလို့ပြောနိုင်မှာမလား ရွံ့နေမနော်သူဟာသူမိမရဲ့လင်ကျစ်နေပြီမလို့လေသူ့ဖေရဲ့တော့သားပဲဗျာနော်အဲအဲ့လိုမျိုးလို့ပဲဒီဝိညာဉ်လို့ဆိုတဲ့အရာကလေးဟာဘဝနှစ်ခုကိုစက်ပေးတာဖြစ်တဲ့အတွက်ပဋိသင်္ဍေဆိုပြီးတော့ပဋိသင်္ဍေစိတ်လို့ပြောရတယ်လို့သူကဘဝရဲ့အစိတ်အပိုင်းကလေးဖြစ်တဲ့အတွက်ဘဝရဲ့အင်္ဂါယကလေးဖြစ်တဲ့အတွက်လည်းပဲသူ့ကိုလည်းပဲဘုံရင်လို့လည်းဒါပြောရတယ်လို့သူတို့ပြောချင်ပါတယ်နော်အဲ့လိုဆိုရင်တော့ရှင်းရပြောရတယ်တော်တော်ထားသွားပြီလို့ပြောရမှာနော် ဒီကပြောတာကတော့ပဋိသန္ဓေနဲ့ဘဝင်ဟာစိတ်မျိုးသားချင်းတစ်ခုတည်းအာယုံအပြင်တစ်ခုတည်းဖြစ်ပေမဲ့စိတ်သားချင်းကတော့တခြားစီမဟုတ်လားဗျာပဋိသန္ဓေကိစ္စတတ်တဲ့စိတ်ကပဋိသန္ဓေကိစ္စတတ်ပြီးနောက်ပြက်ဟုတ်လားဗျာဘဝင်ကိစ္စတွေဘာကိစ္စတွေလာမတတ်နဲ့ဟုတ်လားဗျာနောက်အကြောင်းအလျောသားတခါဘဝင်ကိစ္စတတ်တဲ့စိတ်မျိုးဖြစ်နေသူကပေါ်လို့ဘဝင်ကိစ္စတတ်ပြီးဆိုရင်လည်းပဋိသန္ဓေကိစ္စလာမတတ်နဲ့ဘယ်လိုမဟုတ်လားဗျာအဲဒီလိုမျိုးလို့တို့ကတစ်စိတ်ထဲမှာသုံးကိစ္စတတ်တာမဟုတ်ဘူး ဒီစိတ်တမျိုးတည်းမှာဒါတို့ကသုံးကိစ္စတတ်ချင်တာမဟုတ်လားနော်တို့တို့သာသနာတော်ကဒီလိုမထုတ်ဘူးလို့ပြောဆိုတာနော်ဒီဒီစိတ်သေးကိုပဲသူကဘဝနှစ်ခုကိုစပ်ပေးတတ်တဲ့အတွက်လည်းပဲပရိသတ်တွေဟုတ်လားအဲနောက်တစ်ခါဘဝရဲ့အစိတ်ပိုင်းဖြစ်တဲ့အတွက်လည်းပဲဘဝင်ဟုတ်လားနော်နောက်တစ်ခါဘာဖြစ်လဲဆိုတော့ဘဝတစ်ခုကြီးရောက်အောင်ရွေ့ရှားတာဖြစ်တဲ့အတွက်ရွေ့လျောတာဖြစ်တဲ့အတွက်လည်းပဲ သူ့ကိုသူ့ဒီလို့ဟောဒီကိစ္စဒီစိတ်ကလေးကိုပဲပြောပြီနော်သူ့ဒီဆိုတာရွေလျားခြင်းလို့ဒီလိုအဓိပ္ပာယ်ထပ်တာဟုတ်လားဗျာရွေလျားခြင်းလို့ဆိုတဲ့ဟာမှာသိတာကဒီလောကကတိနေတာကတော့ဘယ်လိုတိနေလဲသူ့ဒီဆိုတာဟာတရားတကောင်ရဲ့အဆုံးဆုံးစိတ်လို့တိနေတာဟုတ်လားဗျာအဆုံးဆုံးစိတ်ကိုပြောတာမဟုတ်ဘူးဒါအခုပြောနေတာကတော့နော်အခုဒီသောတခုနောက်သောပြီးနောက်သုံးမုတ်ကံစေတနာတခုကြပြီးနောက်ဖြစ်တဲ့ စိတ်ကလေးဝိသဝေဉ္ဇဉ်စိတ်ကလေးပေါ့နော်ဒီဝိသဝေဉ္ဇဉ်စိတ်ကလေးကိုပဲဒီဝိသဝေဉ္ဇဉ်စိတ်ကလေးကဓာတ်ကလေးတွေနေသေးမှာမဟုတ်ဘဲနော်သူကဘာဖြစ်မှာလဲဆိုနောက်ဘဝတစ်ခုကြီးကိုမရွေ့သေးဘူးလားရွေ့မှာနော်ဘာလို့လဲဆိုစေနာကံဘဝကချွင်းနေတဲ့ဝိသဝေဉ္ဇဉ်ကလေးဟာဝိသဝေဉ္ဇဉ်ကလေးတွေသူကရပ်မနေဘူးဓာတ်လေးတွေပြီးသွားပြီလို့လည်းမဟုတ်ဘူးဒီခါကလို့အနိစ္စမျိုးဆိုပြီးတော့ပြတ်သွားပြီလို့ဆိုတာမျိုးမဟုတ်ဘူးပေါ့ဗျာနော် အဲ့ဒီလိုမဟုတ်တော့ဘာဖြစ်တဲ့တုံးလို့ဆိုတဲ့အခါကျတော့ तू ကလည်းပဲ तू ထုံးသွားရင်ကိလေသာကြီးပေါ်စီမှာမဟုတ်လားညာကိလေသာပေါ်ပြီးတော့နောက်ဘယ်ရောက်စီမှာလို့ဆိုရင်တော့စေနာတံဘဝကိုပဲရောက်စီမှာမဟုတ်လားဘယ်လိုဆို तू ကရွေ့ပြီးတဲ့ရေချပြီးတဲ့ဟာမဟုတ်လားညာအဲရောက်ပြီးတဲ့သူ့ကိုချင်းပေးလိုက်တဲ့ဘဝတစ်ခုကနေပြီးတော့နောက်ထပ်ဘဝတစ်ခုစီကိုရွေ့ပေးတဲ့အရာမဟုတ်လားဗျာရွေ့ပေးတဲ့အရာမဟုတ်လို့ဘာဖြစ်လဲသဝနံသုတိပြီးတော့ရွေ့တဲ့အရာလေးဟုတ်လားဗျာ ူဒီတိုင်းနဲ့ရက်နေတဲ့အရာမဟုတ်ဘူးရွေ့တဲ့အရာလေအဲ့ဒါကြောင့်မို့လို့သူ့ကိုသူ့ဒီလို့လဲဒါပြောရတယ်လို့သူလိုပြောမှာပါနော်ဟုတ်တကကြီးရဲ့သားရဲ့သားကသားရဲ့မိန်းမကမွေးဖွားလိုက်တဲ့ကလေးလေးရတော့အာဒါငါတို့အဖေပါလို့ပြောတယ်မဟုတ်လားဗျာနော်ကဲသူ့သားရဲ့အဖေဖြစ်တာနဲ့သူ့ကိုမွေးပေးလိုက်တဲ့ဖေလို့တဲ့လူကသူ့ကိုသားလို့မတော်ရတော့ဘူးလားเออโดมาเปนอดีเดียวแท้โกเวเผยหลุดแต่ลูกอ่ะတော့ตู้ก็ต้าหลุดပြောတယ် သူတားလုတဲ့သူကတော့သူ့ကိုဖေးလို့ပြောတယ်ဟုတ်တယ်မလားသူမရလုတဲ့သူကတော့သူ့ကိုလင်လို့ပြောတယ်ဟုတ်လားကနော်တယောက်သေးကိုပဲဒီကိစ္စတွေဟာဖြစ်နေတာပါလို့ဒီလိုမျိုးတာပြောအောင်ပါနော်အခုလည်းပဲဒီနီ၎င်းပဲဒီစေတနာကံစောကလေးစောပြီးနောက်ကြာရောက်တဲ့အကျိုးဝိဘက်ကလေးပါနော်ဒီအကျိုးဝိဘက်ကလေးကိုနောက်ထပ်စေနာကံစောစောဖို့ဒီကိုတတ်ခတ်ပေးတာဖြစ်တဲ့အတွက်သူ့ကို တိတန်ဒီတိသတ္တဟလို့ဒီစိတ်ကလေးတစ်ခုတည်းပဲမပြတ်သေးဘူးဟုတ်လားဒီမပြတ်သေးတဲ့ဒီစိတ်ကလေးကိုပဲတခါ तू ကဘဝရဲ့အစိတ်အပိုင်းကလေးဖြစ်တယ်ဆိုတဲ့အရာကလည်းပဲရှိနေတာဖြစ်တဲ့အတွက်သူ့ဘဝင်စိတ်ဟလို့ဟောဒီလိုလည်းပဲဘဝင်တိသတ္တဟလို့လည်းသူလည်းပြောပြန်ရောပေါ့ဗျာဒါဒီစိတ်ကလေးကိုပဲတခါအာ तू ကဒီတိုင်းတိုင်းနေတာမဟုတ်ဘူး तू ကနောက်ထပ်တခါတဲ့ဘဝတစ်ခုဖြစ်ဖို့ကြီးကို तू ရွေ့ဝါနေတဲ့ဟာကလေးလို့အဲ့ဒီလိုကိစ္စတတ်တယ်လို့သူပြောတာဖြစ်တဲ့အတွက် သူသူတိလို့ဒီလိုပြောရတာနော်အဲ့တော့ပဋိသင်္ဍေရဘဝင်ရသုတိရလို့ဆိုတဲ့ကိစ္စသုံးခုဟာဖြစ်ပေါ်လာတဲ့စိတ်ကလေးတစ်ခုမပြတ်ခင်အတွင်းထဲမှာဖြစ်ပေါ်လာတဲ့စိတ်ကလေးဝိညာဉ်စိတ်ကလေးတစ်ခုရဲ့ပြည့်ပြီးမှနောက်တစ်ခါဖြစ်တဲ့အခါဘဝင်ပဋိတဲ့နောက်တစ်ခါဖြစ်တဲ့အခါမှာသုတိဒီလိုမဟုတ်ဘူးနော်ပထမတစ်ခါဖြစ်တုန်းကတော့ပဋိသရေနောက်အလဲပိုင်းဖြစ်တဲ့ဟာကြီးကြတော့ဘဝင်နောက်အဆုံးဆုံးကြမှာဖြစ်တဲ့ဟာကြတော့သုတိဒီလိုပြောတာမဟုတ်ဘူးနော် စဥပတိဘင်းဆိုဥပကရကပဋိတ္တိလည်းပဲသူကိစ္စတတ်တယ်ပဋိတ္တိသိလို့လည်းပြောနိုင်တယ်သူဘဝင်ကိစ္စလည်းပဲဖြစ်တာပဲမဟုတ်လားဗျာဥပကရကဒါဥပကရကသူဒီကိစ္စရောမရှိဘူးလားဗျာရှိတယ်နော်အဲ့ဒီလိုပဲဖြီတို့ဘင်းတို့ကြတော့လည်းပဲပဋိတ္တိကိစ္စလည်းရှိတာပဲဘဝင်ကိစ္စလည်းရှိတာပဲသူဒီကိစ္စလည်းရှိတာပဲနော်အဲအဲ့ဒီလိုမျိုးလို့အမှန်တော့ပဋိတ္တန်နေစိတ်ကတစိတ်သူဒီစိတ်ကတစိတ်ဘဝင်စိတ်ကတစိတ်မဟုတ်ပါဘူးလို့ ဟုတ်လားစိတ်တမျိုးတည်းသာရှိတာတသိစီမဟုတ်ဘူးတသိစီလို့ဆိုတာမျိုးမဟုတ်ဘူးပေါ့ဗျာနော်စိတ်တမျိုးတည်းဖြစ်တာတယ်မကဘဲနဲ့ဒီဝိညာဉ်တသိစီแท้ကိုပဲဟုတ်လားဒါပရိသေကိစ္စတတ်တဲ့အတွက်ပရိသေခေါ်တယ်ဘွင်ကိစ္စတတ်တဲ့အတွက်ဘွင်ကိစ္စလို့လည်းခေါ်တယ်သူဒီကိစ္စလက်တလို့မလို့သူသူသိစိတ်လို့လည်းခေါ်တယ်အဲ့တော့ပြောမယ်ဆိုရင်လူတယောက်မှာဘုမို့တတဝါတကောင်မှာပေါ့ဗျာကံစောတွေကလည်းတော့တာ哦ဟုတ်လားဗျာ အဝိဇ္ဇာတွေကလည်းဖြစ်တော့အဝိဇ္ဇာကပြဖြာတင်ခါရဆိုတဲ့အတိုင်းပဲဒီခါရဖြစ်တဲ့ကံသောစေနာတွေကလည်းဖြစ်ကြတာပေါ့လားဗျာဒီကံသောစေနာကိုဘဝလို့ဆိုတော့ဒီဘဝတွေကလည်းဖြစ်တာဘူးဗျာနော်ဒီဘဝတွေဖြစ်ပြီးနောက်ဒီကံသောစေနာဘဝတွေရဲ့အကျိုးဖြစ်နေတာလည်းပဲဝိဘဝဝိညာဉ်ကမထွက်ဘူးအဲမထွက်တာပဲအဲ့ဒီထွက်တဲ့ဝိဘဝဝိညာဉ်မျိုးပဲပဂိန္ဒြိစိတ်လို့လည်းပြောရတယ်ဘဝင်စိတ်လို့လည်းပြောရတယ်သုတိစိတ်လို့လည်းပြောရတယ်ဆိုတော့ဟုတ်လားဗျာသုတိစိတ်လို့လည်းပြောရတယ်ဆိုတော့ ဘာဖြစ်တော့ဆိုတော့လူတယောက်တည်းမှာသူတိကလည်းခဏခဏကြာနေတာလို့ပြောမှာနော်။ပြောမယ်ဆိုသူတိကိုကြေးထားတော့သေးတာလို့ောက်တာဟုတ်ဗျာနော်။သေးတာလို့ောက်တာကတော့သာသနာတော်တရားမသိတဲ့လူတွေရဲ့အဲကောက်ကြည့်ပေါ့ဗျာနော်။တကယ်ကတော့သေးတယ်ဆိုတာကတော့အမှန်တော့ဘဝတစ်ခုကြီးကိုရွေးတာပြောတာသဝနံသဘောပါဗျာ။ ပြဝနံသူရကိုကရွေလျားခြင်းလို့ခေါ်တာပဲဗျာ။ရွေလျားတယ်ဆိုတာဒီနေရာတွင်ပျောက်ပြက်သွားတယ်လို့ပြောတာမဟုတ်ဘူး။ဒီဖြစ်ကနေပြီးတော့နောက်ဖြစ်တစ်ခုကိုရောက်သေးတဲ့ဟာမို့လို့ဒါရွေလျားခြင်းလို့ပဲပြောတာမဟုတ်လားဗျာ။တကယ်သုတိသောကရွေလျားခြင်းလို့ပြောတာနော်။အရွေလျားခြင်းလို့ပြောတော့ဒီလူဟာရွေနေတာလေ။ပြတ်နေတာမဟုတ်ဘူး။ရွေနေတာပဲ။အဲဒီလူမှတခါတည်းပရိသေစိတ်ဆိုပြီးတော့ပရိသေတွေကလည်းခဏခဏပြစ်နေတာပဲနော်။ဘဝင်းတွေကလည်းခဏခဏပြစ်နေတာပဲလို့ပြောတယ်လူပြောချင်ပါတယ်နော်။ ဲ့တော့ရှင်းခါကလို့ပဋိသင်္ဍေသုတိဘဝင်လို့ဆိုတဲ့အရာတွေရဲ့အ내ကောက်ရောအဲ့ဒီပဋိသင်္ဍေဘဝင်သုတိတို့ရဲ့ဒီဖြည့်ရာဌာနတွေရောပေါ့ဗျာဒါအမြင်ချင်းကတော့မတူညီကြဘူးလို့ဒီလိုပြောရမယ်ပေါ့နော်အဲ့ဒီလိုမတူညီကြတာဖြစ်တဲ့အတွက်ဒါပြင်ပဋိသင်္ဍေတို့ဘဝင်တို့သုတိတို့ရဲ့တကယ်အ내တားမှန်ဟာဘယ်ဟာဖြစ်တယ်လဲလို့မေးရင်ကတော့ဩလို့ ီပရိသသမုပ္ပါလဲကြတဲ့အခါမှာသင်္ခါရလို့ဆိုတာရဲ့နောက်မှာဖြစ်ပွားတဲ့ဒီအကျိုးဝိဘတ်တွေကိုပြောတဲ့အကျိုးဝိဘတ်ဝိညာဉ်ဒီအကျိုးဝိဘတ်ဝိညာဉ်တို့ရဲ့ဖြစ်ပေါ်နေတဲ့အနေအထားကိုပဲဒါပဋိသတိလို့လည်းပဲပြောရတယ်ဘဝင်လို့လည်းပဲပြောရတယ်သုတိလို့လည်းပဲပြောရတယ်ပဋိသန္ဓေဘဝင်သုတိဆိုတာဒါပြောတာပဲလို့ဆိုတာကိုနားလည်တိုက်ပါတယ်လို့အဲ့တော့ဧကမေဝဖြစ်ပုံနေတထေဝေကဖြစ်ပုံနေဝိပယံတေကဇာတိယံဖြစ်ပုံနေပေါ့နော် ဒါရီဟာတော့ကင်အထူးကျင်းစရာကိုမလိုတော့ပဲနဲ့ဒီတစိ့သေးဆိုတော့ဒီတစိ့သေးအာယုံရောဝတ္ထုရောကတော့မတူပေဘူးလားဗျာဟုတ်ပါပဲနော်ဒီတော့ချုပ်ပြရုံရတာနေဒီတော့နည်းချင်းပြချုပ်တင်တာတော့ဟုတ်ဟုတ်ကဲ့ပြရာရောရွေလျားတာမဟုတ်ဘူးလားဗျာရွေလျားတယ်လို့အများပြန့်နေကြပါတယ်ဒီပြရာရွေလျားတာမဟုတ်ခဲ့လို့ရှိရင်ဘယ်လိုခေါ်မလဲဒီအဲ့ဒါလေးချင်းပြနေမှာဒီတော့ပြရာပြရာ အမားတော့သေးတာဟိုဒီတော့ခန္ဓာယူလျားတယ်လို့ဒီလိုလိုအဲ့လိုဟုတ်တယ်အဲ့ဒါလည်းပဲသေးတာကိုရေလျောတယ်ခန္ဓာရွှေပြောင်းတယ်ခန္ဓာဟောင်းကနေပြီးတော့ခန္ဓာတိပြောင်းတယ်နဲ့ပြောကြပါလို့ရအဲ့ပြောကြတာလည်းပဲဘယ်လိုသူတွေကပြောတဲ့တုံးလို့ဆိုရင်တော့ဒီသာသနာတော်ကိုမတိတဲ့သူတွေကနေပြီးတော့သာသနာတော်တွေကစကားလုံးတစ်ခုကိုအဲ့ဒီသေးတာကြီးကိုသွားကတ်ပြီးတကလား ဲ့ဒီလိုသေးတာဟာဒီကနေသေးတာတယ်မကဘူးတနည်းအားဖြင့်ကိုပြည့်သွားတာပြောင်းသွားတာလို့ဆိုတာမျိုးကိုယူသွားတာလို့ဒီလိုပြောချင်ပါတယ်တကယ်အတိုင်းဆိုရင်တော့အဲ့လိုဘာဖြစ်လို့ဖြစ်ရတာလို့ဆိုရင်သေးတာကိုစုတည်လို့သာသနာတော်ရဲ့စုတည်ဆိုတဲ့ဇကားကိုဒါလူတွေကသေးတာကိုတွားယူလိုက်တဲ့အခါကျတော့စုတည်ဆိုတာရှေ့ပြောင်းခြင်းဆိုတော့ဒီလူတွေသေးတာလည်းပဲတနည်းအားတနည်းအားကို ပြောင်းတာနေမှာပဲလို့ အဲ့လိုဒီသာသနာတော်ရဲ့အ낵ကိုသူတို့ရဲ့သိတဲ့အနေထားစီကိုယူသွားတဲ့အတွက်သေတာကိုရှေ့ကြောင်းတာလို့ပြောတာလို့ဒီလိုပြောချင်ပါတယ်တခါကြီးကတကယ်တော့ဒီသာသနာတော်စကားအရဆိုရင်သေတာကိုစကားမပြောတတ်ဘူးဆိုဒီလိုထင်ပါတယ်ဗျာဒီသာသနာတော်ကသေတာကိုစကားပြောတဲ့သာသနာတော်မဟုတ်ဘူးလို့ဒါလည်းတတ်တတ်မှတ်မှတ်ကြပြောချင်ပါတယ်ဗျာဘုလို့သေတာကိုပြောတဲ့စကားမဟုတ်တဲ့တုံးလို့ဆိုလို့ရှိရင်ဖះပြောခဲ့တဲ့စကားတစ်ခုရှိပါတယ် ဘုရားပြောခဲ့တဲ့စကားတစ်ခုကဘာလဲလို့ဆိုလို့ရှိရင်သေတာဟာဒီလူတွေအနေနဲ့ဒီပြောစရာမဟုတ်တဲ့ကံကလနာတစ်ခုပဲဖြစ်တယ်ဆိုတာမျိုးပေါ့ဗျာဒီဘယ်မှာပြောသလဲလို့ဆိုတော့အမြဲတမ်းချင်းချင်းရမယ်လို့ဆိုတဲ့ဒီသာသနာတော်မှာညွှန်ကြားခဲ့ချက်တွေရှိတယ်ပေါ့ဗျာဒါဒီဓမ္မမိမယား ဇာတိဓမ္မောအနတိတော်လို့ဆိုတဲ့ဟာမျိုးလို့ပေါ့ရဘူးမှာပဲဒီမှာလေမရဏဓမ္မောမိမယမရဏဓမ္မောအနတိတော်ဟုတ်လားဧဝံအဘိနံပိစုအခိတဗန်းနဲ့ဟုတ်လားကွာသူလိုတာတော့မရဏဓမ္မောမိမယငါသိခြင်းသဘောရှိတယ်ဟုတ်တယ်အိဗေရတော့ဗျာမရဏဓမ္မောအနတိတော်မရဏသိခြင်းသဘောကိုငါမလွန်ဆန်းနိုင်ဘူးဟုတ်လားဗျာတကယ်ကတော့အဲ့ဒီလိုမျိုးကလေးအနေပေးပြီးတော့ အမြဲမပြတ်ခင်ခင်ခိုင်းနေလားဟုတ်နော်သာသနာတော်ကအဲ့လိုခင်ခင်ခိုင်းတာကိုတန်ဝေကယူတဲ့သဘောမျိုးကြီးနဲ့ငါမုတ်ထတေရမယ်အချိန်ပိုင်းသာလူတော့တယ်နဲ့ဆိုတော့စလုံးကြီးတွေရိုက်ပြီးတော့တောင်မှဟိုအိမ်ပြင်းနေဝင်ငါလို့ကတ်ထားတာလေတချို့တလေညင်မှုသေးတယ်ကြာနော်ငါတေမုတ်ထတေရမယ်အချိန်ပိုင်းသာလူတော့တယ်လို့ဆိုတာမမှန်ဘူးလားမှန်ပါတယ်နော်မှန်ပြီတော့ဘာလို့သီးဖို့သူဥတည်နေတယ်လို့မပြောတတ်ဘူးလားဗျာ ဒီလိုပြောကြပါလေသေဖို့ကိုဥတည်နေတဲ့သေဖို့ကိုညွတ်နေတဲ့သူတယောက်ဟာနမိတ်ဒီကုန်းနေလားတုံးမနေဘူးလားလို့ဒီလိုဆိုလိုတာပေါ့ဗျာနမိတ်ဒီဆိုတာရှေ့အလားကောင်းအလားကောင်းနေကိုးနေတဲ့အမင်္ဂလာကြီးအာနိမိတ်တကြီးဖြစ်မနေဘူးလားဗျာနမိတ်ဆိုးကြီးဖြစ်မနေဘူးလားဖြစ်ပါလေအဲ့တော့ဘုရားကလူကိုအဲ့ဒီလိုမျိုးလို့မင်္ဂလာမရှိတဲ့ဟာကြီးနမိတ်ဆိုးကြီးကို လူတွေကိုပေးခဲ့ခြင်းပါတယ်လားဗျာပေးခဲ့ခြင်းပါတယ်လားအဲ့ဒါလို့ဆိုရင်ဘာလို့ပေးတာတော့လို့မေးကြမကောင်းလားဗျာအဲ့တော့မရဏဓမ္မအနာတိတော့ဟုတ်နော်မရဏဓမ္မသေခြင်းသဘောဒီအနာတိတော့မလွတ်အပ်ဘူးဟုတ်လားဗျာအဲ့ညမှာဘယ်လိုလေးပြောခြင်းလဲဆိုတော့အနာတိတော့ဆိုတဲ့စကားကိုပြောခြင်းပါတယ်အနာတိတော့ဆိုရင်အတိတော့ဆိုတာဟုတ်လားဗျာ အနတိတော့အတိတော့ဟုတ်လားအမှန်အနတိတော့ဆိုတာကဒါပြောမစင်တော့တံကလနာပဲလို့ကျုပ်ကပြောခြင်းနဲ့အနတိတော့ဆိုတာမလွန်ရဘူးပေါ့ဗျာဥပမာပြောမစင်ဓာတ်ပုံတစ်ပုံကိုကြည့်နေဟုတ်ကဲ့နော်တခါကြီးပကြီးကားတကားကိုကြည့်ဥပမာ ပကြီးကားတကားကိုကြည့်လို့ချင်းအဲ့ဒီပကြီးကားရဲ့ဘောင်ကိုလွန်ပြီးတော့တကားကြီးကြည့်လို့ကောင်းပါမလားဒီလိုမရပါဘူးဒီပဲဟောရှိပါမလားရှိပါဘူးရှိဘူးနော်ပကြီးကားကြည့်ရင်တော့ပကြီးကားရဲ့ဘောင်တော့မကျော်နဲ့နော်ဟုတ်တယ်မလားဓာတ်ပုံတစ်ပုံကြည့်မယ်ဆိုရင်ဓာတ်ပုံဘောင်ကိုကြည့်တော့ကျော်ပြီးမကြည့်နဲ့နော်ဟုတ်နော်အဲ့ဓာတ်ပုံဘောင်ကိုကျော်ကြည့်လိုက်လို့ချင်းတော့ဒီဓာတ်ပုံကြည့်တာဒီပဲရှိပါတော့ရှိတော့ရှိဘူးနော်လူကိုကြည့်မယ်ဆိုရင်လေလူရဲ့ဘောင်တော့မကျော်နဲ့နော် ဟုတ်လားဘောင်ကိုကြော်လိုက်လို့ရှင်ဒီလူအိဗယ်ရှိပါတော့ဘူးအဲ့ဒီလူရဲ့ဘောင်ဟာဘသူတုံးမကြော်ရမယ့်ဟာဘသူတုံးလို့ဆိုတော့မရဏဓမောသိတာဘောင်ပဲဗျာဥပမာကျုပ်ကတော့ဒီလိုပြောချင်နေဗျာဒါဟုတ်လားသိတာဘောင်လို့ဒီလိုလိုဟင်းဒါကြီးများတော့ဒီလိုသုံးမှာတော့စေတနာငါပြအောင်ပါပဲငါပြအောင်ပါပဲငါပြအောင်ပါပဲ ਨੇ ဒီလိုသာ နှလုံးသွင်းနေလို့ရှိရင်တော့ကိုတရားရမှာပဲလို့ဒီလိုလဲသုံးမှတာလဲတွေ့ရဘူးလို့လျှောက်ထားရင်ဖြစ်ပါလေဗျာဟုတ်တယ်ရှင်းထားကတော့လူတွေကလည်းပဲမန်မူကြတယ်နဲ့တူပါတယ်မန်တက်ကြတယ်ပေါ့ဗျာဝရမန်လို့ဆိုတဲ့အတိုင်းပြိုရွယ်ရင်ပြိုရွယ်တဲ့အလျောက်ပေါ့ဗျာချမ်းသာရင်ချမ်းသာတဲ့အလျောက်အဲ့ဒီလိုမျိုးတွေမန်တက်လွန်းတော့ဒီမန်တွေကိုဒါတက်လွန်းရင်ဒီသူကခလုတ်တိုက်ပြီးတော့မှောက်ရဲလဲတော့မှာမဟုတ်လားဗျာအဲ့တော့ကိုသားကိုမြည် အစအစကိုတတိတပန်းဆိုတဲ့သူတွေကိုအဲ့ဒါလို့မန်တက်ပြီးခလုတ်တိုက်ပြီးမလဲစေခြင်းဘူးနဲ့ပြပါတယ်မလဲစေခြင်းတော့ဒီမန်နေကြအောင်ဆိုပြီးတကလာတရားနဲ့ချရမှာကိုတရားနဲ့ချတဲ့အခါမှာအရိယတစ္ဆာတရားတိနေရင်တော့လေအရိယတစ္ဆာတရားကလေးနဲ့ချရမှာပေါ့ဗျာအရိယတစ္ဆာတရားမတိနေတော့လည်းပဲဘာနဲ့ချရမှာလို့ဒီမန်ကြီးတက်နေတာတော့ချတော့ချမှာပဲချရမလို့အရိယတစ္ဆာတရားနဲ့မချတတ်တဲ့အခါကျတော့တရားဥမာမင်းတို့တရားဥမာလို့ဆိုတာမျိုးနဲ့မှန်တာဆိုပြီးတော့ သေးရဥမာကိုအကျူခိုင်းတော့လေသေးရဥမာမြင်တော့သိမ့်မန်းကမူလို့ကမရတော့ဘူးဖြစ်မှာမဟုတ်လားဗျာအဲ့တော့ပြောမယ်စေနော်တကယ်တော့သူ့မန်တော့ကြာသေးခြင်းနဲ့မန်ကြာသေးခြင်းလို့လဲမန်ချအနည်းကလည်းပဲမရတော့ရတဲ့ဟာနဲ့ချလိုက်တာလို့ကျတော့ဒီလိုမျိုးပဲလို့ဒါပြောခြင်းပါတယ်တခါကြီးကောင်းတဲ့ဟာတော့မဟုတ်ဘူးတခါကြီးကောင်းစေနော် ကြည့်အလားလားနမိတ်တွေကိုတခါတည်းကြွကြွနဲ့မြင်နေတဲ့သူတွေကိုဘာမှနမိတ်မရှိဘူးလို့ဆိုတာမျိုးပြလိုက်တာမဟုတ်လားဗျာမင်းသေးမှာမင်းဘာမှအသေးပဲမရှိဘူးဆိုပြီးတော့ဒါနမိတ်တုံးကြလိုက်တာဆိုတော့ဒီလူညှို့ချုံသွားအောင်လို့ပေါ့ဗျာမန်ကလေးပါလိကြတော့အောင်အမှန်ကတော့အဲ့ဒီလောက်နမိတ်မကောင်းတာကြီးနဲ့ချဖို့မဟုတ်ပါဘူးတကယ်အရိယတစ္ဆာတရားနဲ့ဆိုရင်ဘယ်လိုကလေးချမလဲလို့ဆိုလို့ရှိရင်ငါတို့သေးတာဟာကံကလနာဖြစ်တယ်ဆိုလိုတာတော့သေးတာကိုတို့လွန်ပြီးတော့မတော်ရဘူးမခတ်ရဘူးဆိုကြပါစို့ အာတခါကြီးကောင်းမှုတွေလည်းလုပ်မယ်မကောင်းမှုတွေလည်းလုပ်မယ်ဟုတ်နော်ဟုတ်ပါရဲ့လုပ်ပါရဲ့အဲ့ကောင်းမှုတွေလုပ်တာဘာလို့ဖို့လုပ်တာလဲလို့မေးလို့ကျင်ကောင်းကျိုးတွေရအောင်လို့ပေါ့ဟာလို့ပြောရမှာပဲမဟုတ်လားဗျာဟုတ်ပါရဲ့အဲ့ကောင်းကျိုးတွေကိုတခါတည်းဘယ်ထိရမှာတော့သေပြီးနောင်ထိရမှာလို့ဆိုတာမျိုးကတွက်လိုက်လို့ကျင်တော့တခါကြီးသေခြင်းကံကလနာကိုကြော်ပြီးတော့တွက်သွားပြီလို့ဒီလိုပြောရမယ်နော်ဟုတ်ပါဘူးတခါကြီးရေထဲကနေပြီးတော့လေလေးတစ်ချင်းလှော်တယ်ဗျာရေကန်နဲ့ရေအိုင်နဲ့မှာဟုတ်လားဟုတ်ပါအဲ့လော်လို့ပြေးတဲ့နေရာတခါကြီးရေထဲတွင်ပြေးမှာကြိုက်မှာနော် ဟုတ်တယ်မလားကမ်းပေါ်ထိတက်ပြီးအောင်ဒိုင်းလော်လော်ကောင်းပါမလားဗျာကောင်းပါဘူးကောင်းတော့ဟုတ်တယ်မလားအဲ့တော့ရေထဲမှာလှေနဲ့လှေကိုလော်တယ်လို့ဆိုတာဟာဒါကမ်းကိုမကြော်ပါဘူးကမ်းကြော်ပြီးတော့ဒီလေးကိုမလော်ပါဘူးဟုတ်လားဗျာဒါမှမဟုတ်ကမ်းကြော်ပြီးတော့လော်တော့လည်းပဲကောင်းပါမလို့ဗျာဒါဟုတ်လားအဲအဲ့ဒီလိုမျိုးလိုပဲလူကြော်ပြီးတကလားမလော်ဖို့ရံအတွက်ဟုတ်လားဗျာရေထဲမှာထော့ပါထော့ကျင်တယ်လို့ထော့ဒါကြောင့်လှည့်ပြီးထော့ကို ဟိုပြေးဒီပြေးလေကိုတခါတည်းအပြေးခမ်းပြီးထော့ဟုတ်လားဗျာအဲ့ဒါလေးမလို့ကန်းကိုကြော်ပြီးတော့တော့ဒီလေကိုမထော့ရဘူးဒါဟုတ်လားအဲ့တော့ရတော့ကွဲကုန်ပါပဲဒီလေဟုတ်လားဗျာအခုလည်းပဲအဲ့လိုမျိုးလည်းပဲဘုရားကနေပြီးတော့မရဏဓမ္မအနာတိတော့အပိဏပိစ္ဆဝကိတာပါဟုတ်လားဗျာအာငါတို့ဟာသေးတာကိုကြော်ဒီနေနေတာကိုသေအထိကြော်ပြီးတော့တို့ဘာမှလုပ်ဖို့မဟုတ်ဘူး ဆိုတာမျိုးပေါ့ဗျာတကယ်အစ်မန်ကတော့တရားချလိုက်တာအရိယတစ္ဆာတရားလေးနဲ့မမှုနေတယ်လို့ဒီလိုပြောရမှာမဟုတ်လားအေးမင်းကောင်းစားလဲမသေးဘင်းกินနေကောင်းစားမှာဟာနော်ဒီလိုပြောပြောရမှာမဟုတ်လားဗျာသေးရင်တော့မင်းနဲ့ဘာမှမပတ်သက်တော့ဘူးဒီလိုမျိုးလုပ်ရမှာမဟုတ်လားဗျာအဲ့တော့အဲ့ဒါမဟုတ်ဘဲနဲ့နမိတ်မဲ့ကြီးကိုဒါညှို့နေဖို့မဟုတ်ပါဘူးလို့ဒီလိုပြောချင်ပါတယ်အဲ့တော့သေးရင်ရွေ့သွားတာမဟုတ်ပါဟုတ်လားဗျာသေးတာကိုပြေးပြောင်းသွားတာခန္ဓာပြောင်းတာဆိုတာမဟုတ်ပါဘူးလို့ ဘယ်လိုထွက်ကြမှာလဲမှန်ပါတယ်အဲခြေခါကသေးတာကိုခန္ဓာပြောင်းတယ်အဲသဝနံသုတိဝေချားတယ်လို့ဆိုတာမျိုးကိုပြောကြတော့ဒါကံကလနာကိုကြော်သေးခြင်းကံကလနာကိုကြော်ပြီးတွေးတာမဟုတ်လားတခါကြီးဟာမှန်ပါတယ်လူတယောက်ရဲ့တဲ့တခါကြီးမှမရရှိတယ်ဟုတ်လားတခါကြီးမှသားရှိတယ်တခါကြီးမှစီးပွားရှိတယ်အိမ်ယာရှိတယ်တခါကြီးမှတခါတည်းကျမ်းမာရေးလည်းရှိတယ်ယောဂပြလည်းရှိတယ်အဲ့ဒါတွေဟာသေးဆိုတဲ့ကံကလနာကိုကြော်ပြီးတော့ကြည့်အောင်ပါလားကြည့်အောင်တဲ့တခါကြီးအခုနေမကောင်းဘူးဟုတ်လားဗျာမှန်ပါ 你唔教，哎，你唔教那你每餐撈時唔教佢食埋啦。唔知道。哦，你出去讲我做好耐，咁你講正正埋埋事嘅，誒那你后邊幾正正埋埋事有冇啊？哦，最好嘅，最係最難，最難咯。咁你講一正埋嘢，依下你邊啲撈時先嚟到做嘅？先嚟到嘛，正埋嘢先嚟做㗎啦。咁你講有咩事？你邊撈時正埋嘢先嚟做㗎？先嚟做。做咯。咁你講一排你哋 A 家、B 家，佢先嚟咯。先嚟。 မတည်ခင်သိမဲ့တခါကြီးဒါတခါကြီးပိုင်တာနော်မတည်ပြီးနောက်ဆိုလို့ရှိရင်ဒါဒါပြောလို့ဖြစ်ပါဦးလားဗျာအဲ့တော့အဲ့ဒီပိုင်ဆိုင်မှုတွေကလည်းသေဆိုတဲ့ကံကလနာကိုမကြော်ဘူးလို့ဒီလိုဆိုလို့ဒါနော်အဲ့လိုမျိုးကိုကြည့်လိုက်လို့ရှိရင်အစကဟာသေဆိုတဲ့ကံကလနာကိုကြော်တဲ့ဟာမရှိဘူးလို့ဒါကြောင့်မလို့ဘုရားကသေတာဟာကံကလနာပဲဟုတ်လို့ရဗရဏဓမ္မအနတိတော်ဧဝံဗိဏံပိစ္ဆတိတာပံဆိုပြီးတကလားဟုတ်လို့ရအဲ့တော့သေတာကိုကံကလနာလို့ထားပြီးပြီဆိုရင် သေးပြီးနောက်တို့ဘယ်သွားမှာဆိုတဲ့အမျိုးကိုတွေ့တယ်လို့ပြောလို့ဖြစ်ပါမလားသေရဒီဘက်နေကျုပ်တို့စဉ်းစားရမှာဟုတ်လားဗျာသေရာတိတောင်ကျုပ်တို့ကနေမစဉ်းစားရဘူးလို့ဒီလိုပြောရမှာပဲအော်ဒါကံကလနာပဲဓာတ်ပုံရဲ့ဘောင်ပဲဘောင်ကြည့်ဖို့မဟုတ်တော့ဘူးဟုတ်လားဗျာဘောင်တွင်းထဲမှာဓာတ်သားကိုကျုပ်တို့ကကြည့်ဖို့ပဲလို့ဒီလိုဆိုလိုတာပါနော်အဲ့တော့သေရာဟာရွေချတာမဟုတ်ပါဘူးလို့ရွေချတယ်လို့ဆိုတဲ့သုတိကမသေးခင်အတွင်းထဲမှာဖြစ်ကြတဲ့စိတ်တွေအလှဲအပြောင်းအရွေအချားတွေကိုဒါလည်းသုတိလို့ပြောတာပါလို့ ဒီတကားလေးပြောထားခြင်းလေကြောင့်เนาะအဲ့တော့အစဆုံးတော့ကပြောခဲ့ရတယ်ပင်မပြောခဲ့ရတယ်ပฏิတန်တွေရယ်ဘုံရယ်သုတိရယ်လို့ဆိုတဲ့အရာတွေဟာဒီတသိတ်ထဲဖြစ်ပုံတအားယုံနဲ့ဖြစ်ပုံတွေကိုဒါကြီးကစကားတွေနဲ့တော့မသတ်ဘူးပေါ့ဗျာမသတ်ပေမဲ့လို့လည်းပဲအခုတို့တို့သာသနာတော်ကပြောတယ်လို့ဆိုတဲ့အ내အသေးပဲတော့ပြင်တတ်တတ်မှတ်မှတ်ကလေးတာ နားလေသဘောပေါက်သွားတော့ပြီလို့ပြန်ပါတယ်ညွန်ညွန်ဟုတ်လားကဲဒါလို့ဆိုရင်ဒီဟာကလေးကိုတော့ပြန်ဒီကုတ်ထုတ်ကြရအောင်နော်အဲ့တော့ပဋိသန္ဓေရဲ့ဘဝင်ရဲ့သုတိရဲ့ဆိုတာတို့ပဋိသန္ဓေကခဏခဏတည်နေတာသုတိရလည်းပဲခဏခဏကြာနေတာဘဝင်တွေကလည်းပဲခဏခဏကြာနေတာပဋိသန္ဓေတည်တယ်တည်တယ်သုတိဖြစ်တယ်ပဋိသန္ဓေတည်တယ်တည်တယ်ဘဝင်ဖြစ်တယ်ဘဝင်ဖြစ်တိုင်းဖြစ်တိုင်းပဋိသန္ဓေရောသုတိရောဖြစ်တယ်သုတိဖြစ်တိုင်းဖြစ်တိုင်းလည်းပဲပဋိသန္ဓေရောဘဝင်ရောဖြစ်တယ်လို့ဒီလိုမျိုးကလေးဒါတဲ့တယ်မှမကလေးပတ်ပြီးကြရအောင်နော်ကဲတော်တော့ပါလိမ့်